မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်ကို drone နဲ့၃ချိန်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့28ရက်နေ့နဲ့28ရက်နေ့ဒီမှာမြင်းညာမြို့နယ်စိတ်ညာရေတင်ရုံးမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံဒီအလုံးနဲ့ဆဲကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာမှာကစစ်ခွေးအင်အားကအယောက်20လောက်ပဲရှိတာ။စစ်သည်မောအစုံအစံခဏခဏဝင်လာတာတော့ရှိတယ်။စစ်ခွေးတွေတဲ့စီးရင်ကတော့မသိရသေးဘူး။28ရက်နေ့ကနှစ်ယောက်ထိတယ်လို့လည်းကြားထားတယ်။အတိအကျမသိရလို့ထိခိုက်မှု မတင်လိုက်တာပါ။တဏီယာထဲမှာပဲဒီကောင်တွေနေနေကြတာ။ စိတ်ညံရေတင်ယုံတနေရာထဲမှာပဲရှိတာစစ်ခွေးတွေနေတာက ဲ့ဒီရေတင်ယုံနာမှာပဲသင်းမောတွေကိုစစ်ဆင်းနေကြတာပါစစ်ခွေးတွေဘက်ကတော့တနက်နဲ့ပြန်ပစ်တာတွေတော့ရှိတယ်တေဆုံးမှုတော့ရှိနိုင်ပါတယ်ခွေးနေတဲ့နေရာနဲ့နီနီကက်ကက်ကိုကြတာပါဘုံသေးချတဲ့နေရာကို scout drone နဲ့ကြည့်ပြီးတော့မှကျဲချခဲ့တာပါလို့ရေစကြိုတပ်ပေါင်းစုအဖွဲ့ကတောင်ရှိသူကပြောကြားထားပါတယ်လက်တလုံးမှာမြင်းညာမျိုးနယ်မှာစစ်ခွေးတပ်နဲ့တော်လိုင်းတပ်များကြားစစ်ရဲတွေတင်းမာနေပြီးတော့စစ်ခွေးတွေဘက်ကလည်းစစ်ကြောင်းများကိုတောက်လျှောက်ဆိုးသလိုထုံးနေကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်အရှိပိုင်းမိုင်းရောင်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ RCSS တို့မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်က၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာချီလိမ်မြို့နယ်ဆက်ဆက်နေတဲ့မိုင်းရောင်မြို့က RCSS တပ်ဆွဲထားတဲ့နေရာကိုစစ်ကောင်စီရဲ့အမှတ်335ချင်းမြန်တပ်ရဲ့ ခမရ335နဲ့ဌာနေပြည်သူ့စစ်ဖြစ်တဲ့လာဟူပြည်သူ့စစ်ပူပေါင်းအင်အားတရားကြောနဲ့ဝင်းရောက်လာတဲ့အတွက်ဩဂတ်စ်လ28ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။မနေ့ကဖြစ်တာတနေ့ခင်းလုံးပဲ အမှန်ကအစာကလေးကညိနေတာအခုတော့ထိတ်တိုက်တိုက်ပွဲဖြစ်တာပေါ့မင်းကတော့နေကန်လူတွေကပြောတယ်စစ်တပ်ဘက်က၄ရောက်သေးပြီးတော့ဒဏ်ရာရတာတွေကိုဆွဲထုတ်သွားတယ်တဲ့ဒီနေ့အထိစစ်ရေးကဆက်ပြီးတော့တင်းမာနေတဲ့အခြေအနေရှိတယ်လို့မိုင်းရောင်မြို့ပေါ်မှာနေထိုင်သူတို့ကအတည်ပြုပြောကြားထားပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က၄ဦးသေဆုံးပြီးတော့၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံများကိုကိုးကားပြီးတော့ Thai Youth Support SNLD ကဖော်ပြထားပါတယ်။ RCSS ဘက်မှာထိခိုက်သူမရှိဘူးလို့ပြောပါတယ်။ ခါယူ support SNLD ရှမ်းပြည်နယ်ကနိုင်ငံရေးနဲ့ဒေတာရင်းသတင်းများကိုဖော်ပြပေးနေပါတယ်။တိုက်ပွဲမှာစစ်ခွေးတပ်ဘက်ကတိုက်ဆုံမှုအခြေအနေကိုတော့တီးခြားအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်လလယ်မှာရှမ်းအရှိနဲ့ရှမ်းတောင်ပိုင်းမှာစစ်ခွေးတပ်ဘက်ကလှုံ့ဆော်ဝါရဖြန့်ခဲ့တယ်။ TNL နဲ့ MNDAA စန့်ချင်ရေးလှုံ့ရှားမှုများကို RCSS ကလက်မခံတဲ့အတွက်စစ်ခွေးတွေဘက်ကရန်ဆလာခြင်းဖြစ်တယ်လို့တိုင်းရင်းသားအရေးလှုံ့ရှားသူတို့ကသုံးသပ်ပြောကြားထားပါတယ်။စစ်ကောင်စီကရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကပြည်သူများကို မလိုက်မနေရဖိအားပေးပြီးတော့ခေါ်ဆောင်နေပြီ TNL နဲ့ MNDAA တွေကိုစန့်ချင်ရန်ဆန္ဒပြခိုင်းခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးဆန္ဒပြလှုပ်ဆော်ခိုင်းခြင်းဟာလူမျိုးရင်းရန်တိုက်ပေးနေခြင်းဖြစ်တယ်လို့ RCSS ကထုတ်ပြန်ပြီးတော့ကန့်ကွက်ခဲ့ပါတယ်တိုက်ပွဲသတင်းကိုတော့ RCSS ရောစစ်ကောင်စီကပါထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ချင်းရွှေမြစ်ထဲကတလာဝတီစိတ်ကမ်းမှာကုန်တင်ကုန်ချလုပ်ဖို့ရန်နာထားတဲ့တင်မောတစည်းဟာ ဩဂတ်စ်လ28ရက်နေ့ကဓမြတိုက်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီသင်းမောကိုလက်နက်ကင်ဆောင်ထားတဲ့အမည်မသိတဲ့လူလေးဦးကဝင်းအောင်စီးနှင်းခဲ့တာဖြစ်ပြီးတော့ရွှေငွေတွေနဲ့ငွေသားတချို့ကိုလည်းယူဆောင်သွားတယ်လို့ပြောပါတယ်။လက်နက်ကင်ဆောင်ထားတဲ့အယောက်ဝင်းနဲ့လူလေးဦးဟာသင်းမောကိုစီးနှင်းပြီးတဲ့နောက်ရိုက်နှက်ပြီးပတ်စံတွေကိုလူယူသွားတယ်လို့မုံရွာမြို့ဒေသခံကိုနေတိုးကအတိအပြုပြောကြားထားပါတယ်။ကျွန်တော်သိရတာကတော့၄ယောက်ထဲနဲ့လာတိုက်တာ၄ယောက်စလုံးကတနက်အတူတွေနဲ့၄ယောက်စလုံးမှာ အချောက်တယောက်လည်းပါတယ်အရွက်ဝတ်နဲ့လာတိုက်တာရွှေတို့ရွှေသားတွေရဲ့ပလက်တီနမ်ဟန်းချင်းရဲ့ပါသွားပါတယ်ငွေသားကြီးတဲကူမှသိန်း900လောက်ပါသွားတာစုစုပေါင်းကာလာပေါက်စီသိန်း1500လောက်ပါသွားပါတယ်လူတွေကိုဖမ်းသွားတာတပ်ဖြတ်တာမျိုးတော့မရှိဘူးလူတွေကိုတော့ရိုက်နှက်သွားတာရှိတယ်လို့ပြောပြထားပါတယ် ဓမြတိုက်မှုဖြစ်ပွားခဲ့တဲ့နေရာဟာတော်လိုင်းအင်အားစုတွေစိုးမိုးထိန်းချုပ်ထားတာမရှိဘဲစစ်ခွေးတပ်တွေတပ်ဆွဲထားတဲ့ရဲကင်းရဲ့အနီးအနားမှာတည်ရှိတဲ့နေရာဖြစ်တာကြောင့်အရွက်ဝင်းနဲ့လက်နက်ကန်ဆောင်ထားတဲ့သူတွေဟာစစ်ခွေးအုပ်စုကလက်နက်တပ်ဆင်ပေးထားတဲ့ပြူစောထီးတွေဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။ဒေသခံတွေရဲ့ပြောဆိုချက်ကိုတိကျအတိမပြုတ်နိုင်သေးသလိုဓမြတိုက်မှုကျူးလွန်ခဲ့တဲ့သူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုလည်းအတိအကျသိရဖို့အတွက်စုံစမ်းနေပါတယ်။မုံရွာမြို့နယ်အတွင်းမှာတော့ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ26ရက်နေ့ကမြောက်ရီရက ်ကွက်မြစ်တာလမ်းတွေတက်မှာရှိတယ်။နဝရက်စိန်ရွှေရတနာဆိုင်ကိုအမျိုးသမီး9ဦးအပါအဝင်လူ9ဦးကဆိုင်ငယ်နဲ့လာရောက်ပြီးတော့ဓမြတိုက်အမှုချမ်းစီးမှုဖြစ်ပွားခဲ့တယ်လို့2024ခုနှစ်ဩဂတ်လ10ရက်နေ့မှာထန်းတော်ရက်ကွက်မှာရွှေဆိုင်တစ်ခုဓမြတိုက်ခံရသေးတယ်လို့သိရပါတယ်။အာနာသိမ့်ပြီး၄နှစ်ကျော်အတွင်းမှာမုံရွာမြို့နယ်မှာဓမြတိုက်အမှုချမ်းစီးမှုပေါင်း20ကျော်ခန့်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းပါဆယ်ပို့နယ်အမြန်ချောလုပ်ငန်းများအနေနဲ့လက်နက်ခဲယမ်းများနဲ့တားမြစ်ကန့်တက်ကုန်ပစ္စည်းများတည်ယူမှုများလှုပ်ဆောင်ပါကလုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရမယ့်အပြင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် ဥပဒေပုံမှန်များစွာနဲ့အရေးယူခံရမယ်လို့အချမ်းမစစ်တပ်ကတရားဝင်ချင်းချောက်အကြောင်းကြားစာပို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ရင်းပါဆယ်ပို့နဲ့အ мян ချောလုပ်ငန်းများမှာမြို့နယ်ချပြီးတော့ပို့ဆောင်ရင်ပါဆယ်တစ်ခုအတွက်အလေးချိန်3ကီလိုဂရမ်သာပို့ဆောင်ရမှာဖြစ်ပြီးတော့မြို့ရင်းထဲမှာဆိုရင်ပါဆယ်တစ်ခုကို10ကီလိုဂရမ်သာပို့ဆောင်ရမယ်လို့စစ်ခွေးတပ်ကကန့်တက်လိုက်ကြောင်း Royal Express ကတာဝန်ကျတဲ့ဝန်ထမ်းတအုပ်ကရှင်းပြထားပါတယ်။ အကြမ်းဖက်စစ်ခွေးတပ်ကပြည်ရင်းပါဆယ်ပို့တဲ့လုပ်ငန်းများနဲ့အမြန်ချောပို့လုပ်ငန်းများအလုံးလိုက်နာရမယ့်စီမံစည်းကမ်းများနဲ့တားမြစ်ကန့်သက်ကုန်ပစ္စည်းများမပို့ဆောင်ရမယ့်နေရာများကိုထုတ်ပြန်ထားပြီးတော့၎င်းတို့ထုတ်ပြန်ချက်ကိုမလိုက်နာတဲ့လုပ်ငန်းများအလုံးကိုလုပ်ငန်းလိုင်စင်ပိတ်သိမ်းရပ်ဆိုင်မယ်လို့တရားဝင်ခေါ်ယူပြောဆိုထားတယ်လို့သိရပါတယ်။မြို့နယ်ချားရင်ပါဆယ်တစ်ခုကိုအလေးချိန်3ကီလိုပဲမြို့နယ်တစ်ခုအတွက်ဆိုရင်တော့ပါဆယ်တစ်ခုကိုအလေးချိန်10ကီလိုပို့လို့ရတယ် တားမြစ်ကန့်သက်ပစ္စည်းတွေကတော့ဆိုလာဘက်ထရီအလကုံဆေးဝါးစားတောက်ကုံလူသုံးကုံတွေဆိုရင်တော့လုံးဝပို့ခွင့်မရှိပါဘူးအဲ့ဒါကအခုမငိမ့်မချမ်းဖြစ်နေတဲ့နေရာတွေအလုံးပါတယ်ဘကိုးမွန်ကရင်တနင်္သာရီရှမ်းမြောက်ကယားတနင်္သာရီချင်းမကွေးစကိုင်းတော်တော်များများပါပါတယ်ရန်ကုန်မန္တလေးနေပြည်တော်ပဲအဓိကအလုံးလုံးလို့ရတော့တယ် ကျန်တာတော်တော်များများကပို့ခွင့်မရှိတော့ပါဘူးလူသုံးကုန်ပစ္စည်းပို့ရတာကဘင်းပြူပို့ရတာထဲတောင်ခတ်နေသေးတယ်လို့ Rail Express ကတာဝန်ကျတဲ့ဝန်ထမ်းကရှင်းပြထားပါတယ်ဒါ့အပြင်ခရီးသည်တင်အဝေးပြေးကားဂိတ်များကနေတစဉ်ကုန်စည်ပို့ဆောင်မှုများအလုံးဟာလည်းလက်ရှိစစ်တပ်ကချမှတ်ထားတဲ့စီမင်းစည်းကမ်းများကြောင့်ကုန်ပစ္စည်းတစားတည်ယူမှုများယာယီရဆိုင်ထားရတယ်လို့သိရပါတယ် ်အထူးသဖြင့်စေဝါလူသုံးကုန်ဆိုလာလျှက်စစ်ပစ္စည်းအမျိုးသမီးလဆင်သုံးပစ္စည်းများကိုတည်ယူပို့ဆောင်ခွင့်မရှိတဲ့တားမြစ်ကုန်များအဖြစ်အဝေးပြေးကားကိတ်များကလက်မခံတော့ဘူးလို့သိရပါတယ်လူမပါဘဲနဲ့ကုံပို့တာတွေခဏနားထားတယ်ဆစ်ဆင်းရဲ့ဂိတ်တွေမှာရှင်းရလုံးလို့ဗျာလူကိုယ်တိုင်လိုက်ပြီးတော့ကုံတဲတာတွေပဲလက်ခံတော့တယ်လို့ရန်ကုန်ကနေမကွေးကိုပြေးဆွဲနေတယ်ခီးတဲ့တဲ့ express line ကဂိတ်တာဝန်ခံတို့ကရှင်းပြထားပါတယ်ပြည်ရင်းပါဆယ်ပို့နဲ့အ мян ချောလုပ်ငန်းများခီးတဲ့တဲ့ရင်လိုင်းများကုံကားများအနေနဲ့ ်မြည်သည့်အချိန်မှမဆိုစစ်တပ်ရဲနဲ့ထွေးအုပ်ရုံးဦးစီးဌာနအပါအဝင်ဌာနဆိုင်ရာများရဲ့စစ်ဆေးမှုကိုခံယူရမှာဖြစ်ပြီးတော့ပူပေါင်းဆောင်ရွက်မှုမဖြစ်မနေလှုံ့ဆော်ရန်စစ်ခွဲတပ်ကအသိပေးအကြောင်းကြားထားကြောင်းသတင်းရရှိပါရခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံ တောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်နဲ့အမြောက်အဆင့်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့အသက်မပြည့်သေးတဲ့အသက်16နှစ်အရွယ်စစ်မှုထမ်းကလေးစစ်သားမောင်စင်ကိုကိုကတာဝန်ကျရာတနင်္သာရီတိုင်းတရချောင်းမြို့နယ်ခမရ404ကနေလက်နက်ခဲယမ်းများယူဆောင်လာပြီးတော့တော်လိုင်းတပ်ဖွဲ့ထမ်းမှာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AOD တိုင်းမှာနေထိုင်တဲ့အသက်16နှစ်အရွယ်6တန်းကျောင်းသားမောင်စင်ကိုကိုဟာ အခုနှစ်အကြောင်းပိတ်ရက်မှာအိမ်ရဲ့စီးပွားရေးအဆင်မပြေတာကြောင့်စဘာထွက်ပြီးတော့ထမ်းခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်ညပိုင်းအိမ်ကိုပြန်လာတဲ့အချိန်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ပြောပါတယ်။အဲဒီနောက်တောင်တွင်းကြီးမြို့နယ်စစ်အခြေခံလေ့ကျင့်ရေးအကြောင်းမှာစစ်မှုထမ်းအပတ်စဉ်တင့်မြင့်ဆောင်2025ကိုတက်ခဲ့ရပြီးတော့တရချောင်းမြို့နယ်ခမရ404တိုင်ရင်းကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါတယ်။အခုနှစ်ဩဂတ်စ25ရက်နေ့မှာလက်နက်ခဲယမ်းများနဲ့အတူတရချောင်းမြို့နယ်အခြေစားတော်လိုင်းတပ်ထဲကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ အလင်းဝင်ရောက်လာတာက25ရက်နေ့ကဝင်လာတာပါ။သူကတက်ကနေထွက်ပြေးလာတယ်။အဲ့ဒီမှာကျွန်တော်တို့ရဲဘော်တွေနဲ့တွေ့ပြီးတော့တခါတည်းအလင်းဝင်လိုက်တာပါ။တက်ကတော့ခမရ404ကပါ။စစ်မှုတန်းအပတ်စဉ်ကတော့အပတ်စဉ်တင့်မြင်းဆောင်2025စစ်မှုတန်းတင်တန်းကိုတောင်တွင်းကြီးမြို့နယ်အမတ်ခွန်စစ်အခြေခံလေ့ကျင့်ရေးမှာတက်ရတာပါ အလင်းဝင်လာတဲ့သူကတနက်ပါသေးလားဆိုတော့တနက်ပါပါတယ်ဂုံပြုတ်ငွေကသက်ဆိုင်ရာအဆင့်ဆင့်တင်ပြပြီးတော့စုချင်းမြေပေးသွားမှာပါအလင်းဝင်ရောက်လာတဲ့သူကဘလို့မျိုးပေါ်တာအစွဲခံရတာလဲဆိုတော့ ကြောက်ပိတ်ရမှာစဘာသွားထိုင်းရင်းနဲ့ည9နိုင်မှပြန်ရတော့လမ်းမှာအစွဲခံလိုက်ရတာအလင်းဝင်လာတဲ့သူကယူဆောင်လာတဲ့ပစ္စည်းတွေကတော့ MA1 ရဲ့ကြီပေါက်တွေရဲ့ကြီးစံတွေရဲ့ဘာလို့ PDF The Way District Battalion 2 P23302 သတင်းနဲ့ပြန်ကြားရေးကပြောဆိုထားပါတယ်။မောင်စင်ကိုကိုဟာအသက်16နှစ်သားရှိသေးတဲ့အသက်မပြည့်သေးတဲ့ကလေးငယ်ဖြစ်တော်လဲစစ်ခွေးတွေကအသက်မပြည့်သေးမှန်သိရတဲ့ပဲ၎င်းကိုစစ်မှုထမ်းခိုင်းတဲ့အပြင်ရွှေတန်းကိုပါပို့ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ